အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ MCDC ရဲ့ CEO နေမြောက်ခင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနှစ်မေလ18နဲ့18မှာအာ Chelsea City မှာ Try Center Volunteer ပွဲလေးကိုလုပ်သွားဖို့ရှိပါတယ် Try Center ပွဲကနာမည်အတိုင်းပဲအယုတ်တင်နဲ့အမှုပညာနဲ့ဟိုပေါင်းစပ်ထားတဲ့ပွဲဖြစ်ပါတယ်ကျွန်တော်တို့မနစ်ကပြုလုပ်ခဲ့တဲ့ Try Center မှာအာ Alibaba ကလည်း အားဖြည့်တာပြီးတော့ကျွန်တော် cosplay သမားတွေရောဒါရာမာတွေရောအယုတ်တွေအလုံးအလန်းစားပြင်ဆင်ပြီးတော့အပျော်ဆုံးပွဲလေးဖြစ်အောင်ကျွန်တော်ဖန်တီးပေးနိုင်ခဲ့ပါတယ်ဒီနှစ်2025မှာလည်းကျွန်တော်တို့အလားတူပဲဒီထက်ပိုစုံလင်ပြီးတော့ပိုပြီးတော့မိုက်တဲ့ဒါရာမာတွေ plus မနေ့ကကျွန်တော်တို့နဲ့လာပြောကြတဲ့ cosplay သမားတွေ ဒီလိုမျိုးပဲကျွန်တော်တို့အရန် inspire ဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်လည်း cosplay လုပ်မယ်ပြီးတော့ cosplay contest ကိုပါကျွန်တော်တို့ထည့်တာပါတယ်ဆိုတော့ cosplay contest လို့ပြောရဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လို့ cosplay နဲ့ဒီရုပ်တွေနဲ့ပေါင်းဆက်လဲဆိုတော့ကျွန်တော်တို့နိုင်ငံခြားမှာဆိုလို့ရှိရင်ဒီ comic con တို့ဘာလို့မှအာဒီလိုဒီဝါသနာရှင်မော enemy ကတောဝါသနာရှင်တွေစုတဲ့ဖွဲ့မျိုးတွေဆိုလို့ရှိရင်ဒီလိုအယုတ်တွေရှိတယ်ကျွန်တော်တို့ game တွေပြပြလာရှိတယ် ီးရင်เนาะအဲ cosplay သမားပြိုင်ပွဲရှိတယ်။တစ်ခါကြပြိုင်ပွဲမှာမဟုတ်ဘူး dress up လို့ပြောပဲဝင်လာကြတာပေါ့เนาะ။ဆိုတော့ကျွန်တော်တို့အယုတ်လေးတွေနဲ့ဒီလိုမျိုး cosplay dress up တွေနဲ့ပူပေါင်းလိုက်တဲ့အခါမှာအရန်ကိုလို့ပျော်စရာကောင်းတဲ့အနေထားမျိုးတစ်ခုကျွန်တော်တို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ကစိတ်ထွက်ပေါက်တစ်ခုလိုမျိုးပေါ့နော်ကျွန်တော်တို့က creative ဖြစ်အောင်လုပ်နေရတဲ့လူတွေဖြစ်တဲ့အတွက်တစ်ခါလေကြာရင်စိတ်ထွက်ပေါက်ရဖို့ပါကျွန်တော်တို့အရင်အရေးကြီးပါတယ်ကျွန်တော်တို့ release လေးတစ်ခုရဖို့တခါကျွန်တော်တို့အတွက်ဒီ creator တွေအတွက်နောက်တစ်တစ်ခုလုပ်ဖို့အတွက်အရင်အရေးကြီးပါတယ်ဆိုတော့ဒီ twice and art မနစ်ကပြုလို့လေပွဲကကျွန်တော်တို့အတွက်အရန်ကိုဟိုအကျိုးဖြစ်စေပြီးတော့ကျွန်တော်ရှေ့ဆက်သွားဖို့ energy လေးအများကြီးရခဲ့ပါတယ်အခုတစ်နှစ် ပြန်လည်လာတဲ့အခါမှာ volume 2အတွက်ကိုကျွန်တော်တို့စပြီးပြင်ဆင်ခဲ့တာတော့ဒီ match လအစပိုင်းတော့ကျွန်တော်တို့စပြီးပြင်ဆင်ခဲ့ပါတယ်ဒီ diorama တွေကိုဆောက်လုပ်ထားတဲ့အယုတ်တွေအကုန်လုံးကကျွန်တော်တို့ဒီဂျပန်က direct လာတဲ့ကျွန်တော်တို့ကျွန်တော် partner Alibaba က provide လုပ်ပေးထားတဲ့ authentic အယုတ်တွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ Ichiban Gucci တွေ Ichiban Gucci ဆိုလို့ရှိရင်မဲနိုင်မှာပဲရတယ်ကျွန်တော်အပြင်မဝယ်လို့မရဘူးပေါ့ပြီးရင်ကျွန်တော်တို့ဒီငွေတွေချိန်ညားတဲ့ price figure တွေ အဲကျွန်တော် diagrama ဆောက်ထားတာမျိုးလေး creative free upload ထားတာလေးပါပါတယ်ကျွန်တော်တို့လည်းလူငယ်လေးပဲကိုကျွန်တော်ပါဝင်အကုန်လုံးကအဲဒီ enemy cartoon စီဒီ japanese gacha pop gacha တော့အရင်သဘောကျတဲ့အတွက်အဲကျွန်တော်တို့အနေနဲ့ဒီဟာလောက်ရတယ်အရင်ပျော်ပါတယ်ဆိုတော့ခုနကကျွန်တော်ပြောရတဲ့မှာပါတဲ့ cosplay contest ပေါ့ cosplay contest ကအဲကျွန်တော်တို့ crafting mind ကိုပါကျွန်တော်တို့ဒီနှစ်ဒီ2025နှစ်ဥပိုင်းကနေစပြီးတော့တွားပါတယ်အဲ ကျောင်းသားတွေက diorama tractor ကိုသူတို့အတိုင်းအတာတစ်ခုကြီးကျွမ်းကျင်လာဖြစ်တဲ့အတွက်သူတို့ရဲ့နောက်ထပ် progress အနေနဲ့ကျွန်တော်တို့ form crafting ကိုကျွန်တော်တို့စပြီးတင်ထားပါတယ်ကျွန်တော်တို့ရဲ့အဓိကကျောင်းရဲ့ core value အနေနဲ့လားဒီလိုမျိုး creative ဖြစ်တဲ့အရာတွေကိုလုပ်နေခြင်းအပြင်ကျွန်တော်တို့အဲကျွန်တော်တို့လည်းအဲပို့ပြီးတော့ဟို inspiring ဖြစ်တယ်ပေါ့နော် ျွန်တော်တို့ရဲ့ဆောင်းဘုတ်တင်တယ်လဲပို့ပြီးတော့ညီမျှတယ်အဓိကက public area မှာလောက်ရတဲ့ရွေချက်ကလည်းလူတိုင်းကကြည့်လို့ရအောင်လို့ပါကျွန်တော်တို့အနေနဲ့ဘာမှဟိုတိတ်အများကြီးတွေးခေါ်ရမှာမရှိပါဘူးအယုတ်ကလေးတွေလှတယ် cosplay တစ်ပိုင်းနဲ့လာပျော်ကြမယ်ကျွန်တော်တို့ maybe ကျွန်တော်တို့ကြိုက်တဲ့ဒီဒီဒီ Java Garden ရဲ့ချင်းလေးတွေဖွင့်ထားမယ်အဲဒါလို့ကတော့မနစ်ကဆိုလို့ live လို့ဆိုရင်တီးကြပါဘူး။ကျွန်တော်တို့အဓိကလိုချင်တာအဲ့ဒါပါပဲ။ဆိုတော့ cosplay contest မှာကျွန်တော်တို့ ကျောင်းအနေနဲ့တေချာစီစဉ်တာလေးကြီးရှိပါတယ်။ကျွန်တော်တို့အမှတ်ပေးတဲ့စနစ်တွေပါပြီးအကုန်လုံးကိုလည်းတေချာချာလေးတင်ပြပေးသွားပါမယ်။အဲကျွန်တော်အခုအချိန်မှာကျွန်တော်ပြောလို့ရတာကျွန်တော်တို့ cosplay ဒီဒီ MCDC ရဲ့ Twice and Art Volume 2ရဲ့ cosplay contest format ကကျွန်တော်တို့ PL to PL voting စနစ်ဖြစ်ပါတယ်။ audience voting စနစ်ဖြစ်ပါတယ်။ပို့ပြီးတော့အရေးကြီးတာက uh, audience voting ဆိုလို့ရှိရင် online လည်းပါမယ် offline လည်းပါမယ်မောလာတယ်ကျွန်တော်တို့ဒီ Gen City မှာလာတဲ့လူတွေ voting လည်းပါတာပါမယ်ပြီးရင်နောက်တစ်ခုကကြာတော့အရေးကြီးဆုံးပေါ့နော်ကျွန်တော်အသေးစိတ်လေးကျွန်တော်ပြင်ရပြပါခုသာကျွန်တော် sneak peek လို့မျိုးလေးပြောပြပေးရအောင်ဆိုတော့ကျွန်တော်တို့အကြောင်းအနေနဲ့ကရော cosplay လုပ်မှာလေ yes ကျွန်တော်တို့အကြောင်းလုံး cosplay ဝတ်ထားပါတော့ဒါပေမဲ့ကျွန်တော်တို့အကြောင်းလုံးက dress up လို့မျိုးဝတ်မှာပါဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်တို့ အဓိကပွဲရဲ့ core value ကိုလည်းကျွန်တော်မပြောက်ချင်ပါဘူးကျွန်တော်တို့လည်းပျော်ချင်တယ်ကျွန်တော်တို့ကြောင်းအလူတွေအကုန်လုံးရောဒီကျွန်တော်လည်းလူငယ်တွေပဲပေါ့တော့ကျွန်တော်တို့လည်းပျော်ချင်တဲ့အတွက်ကြောင့်မို့လို့ဒီလို dress up လေးနဲ့ဒီလို diorama လေးတွေလုပ်လို့ရှိရင်အာအရမ်းမိုက်မယ်လို့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့အယုတ်ကလေးတွေနားမှာအဲလိုအတူတူရှိနေစေချင်တယ်ဆိုတော့အားလုံးပဲစင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးတွေမှာအသေးစိတ်လေးတွေကြော်ညာပေးသွားပါမယ် 其实这么来。<music>